ောင်းကိုရီးယားလန်ဂွေ့ဂျ်ကူကနေပြီးတော့ပြန်လဲကြိုးစားပါတယ်။ဒီချက် EPS တင်ရိုးတဲ့ရဲ့ meaning လေးတွေမွန်နွားချောင်းကိုလေးတွေကိုရော်ရော်ဖုန်းတို့အတွက်အခမဲ့လေးလာလို့ရအောင်လို့တကယ်ကတင်ပေးလာတာဆိုရင်အခုမွန်နွားချောင်းဘူးရဲ့အခန်း55ကိုရောက်လာပြီပေါ့နော်။ရော်ရော်ဖုန်းတို့တင်ကန်းစာလေးတွေကိုလေးလာလို့ရအောင်လို့ channel လေးကိုအရင်ဆုံး subscribe လုပ်ထားဖို့မမေ့နဲ့နော်။ ငါနုံချတ်မှုခြေဖဲဆိုတော့ခေါင်းဆောင်ကမွန်တော့ချောင်းမူလေးကိုကြည့်မယ်ပေါ့နော်ဒီခန်းလေးကတော့ဒီချေတို့ဖိုက်ပြိုးရေးခန်းလေးပါဒေတာလေးလိုက်ကြည့်အောင်အရင်မခတ်ပါအောင်နော်စောင်းနဲ့အတူတူလိုက်ကြည့်မယ်လူတွေကစာမျက်နှာ163မှာအတူတူလိုက်ကြည့်လို့ရပါတယ်ခေါင်းစဉ်လေးက smart pen ပေါ့နော်အဲ့တော့ smart pen ဆိုပြောပေးထားပါတယ်ဒါအင်္ဂလိပ်လိုပြန်ပြီးတော့ခေါ်တာပါဒီတို့နီးပညာတွေနဲ့ဖိုက်ပြိုးရေးလုပ်တယ်အော်ဘယ်လိုပြောမလဲ အော် site ပြောတဲ့နေရာလို့ပဲပြောပါတော့လေခွင်းလို့ပြောတာတက်ပေါ့နော်။အော်အမှန်တကယ်ကတော့ farm ဆိုတာကတော့လေယာ site ပြိုးရေးခွင်းပေါ့နော်။အဲ့ဒါမျိုးပြောတယ်။အဲ့တော့ကြည့်ကြည့်ရအောင်နဲ့ smart tip farmer smart farm တွေကနှုံးော့ပဲဒီ site ပြိုးရေးလုပ်ငန်းမှာခြောင်ဘူးဖုန်းရှင်းကြည့်ဆိုကျွန်တော်အများပြောတယ်ခြောင်ဘူးဆိုတာတည်င်းချက်လက်ကိုပြောတယ်။ function ဆိုတာကကျွန်တော်ဆက်သွယ်ရေးနေပေါ့နော် key ဆိုတာနည်းပညာအဲ့တော့ ICT ဆိုပြီးတော့အင်္ဂလိပ်လိုပြောထားတယ်တင်းင်း challenge နဲ့ဆက်သွယ်ရေးနည်းပညာပြောချင်တာကဒီခင်မီနည်းပညာတွေကိုငါတို့အသုံးပြုပြီးတော့ဓမ္မခါရောပေါင်းစပ်ထားတယ်အဲ့တော့ဒီ non op မှာစိုက်ပျိုးရေးမှာတင်းင်း challenge နည်းပညာတွေခင်မီနည်းပညာတွေကိုပေါင်းစပ်ပြီးတော့တဲ့ non chat မူလို့ဒီစိုက်ပျိုးတဲ့တိနံတွေကိုစိုက်ပျိုးတိနံတွေကိုဟျိုးယူချော်ကလို့ခဏခဏပါပါတယ် ပြောကြော်ကလို့အကျိုးရှိရှိနဲ့ထိထိရောက်ရောက်နဲ့ခွန်လီဟာနဲ့စီမံကုတ်ခဲ့တဲ့ novel system အမိသား novel ဆိုတော့စိုက်ပျိုးရေး system ဆိုတာက system ကိုပဲပြောပါစနစ်ပေါ့နော်အဲ့တော့ Cyber Use Summit ဖြစ်ပါတယ်တဲ့ဒါ Smart Fan ဆိုတာဘာလဲဆိုတာကိုသူအရင်ဆုံးရှင်းပြပေးထားတာ definition ဖွင့်ထားတယ်ပေါ့နော် Smart Fan မနဲ့ဒီ Smart Fan တွေကနှုံးချမှုတဲ့စင်းစမ်းဆောင်ငှဟန်းဆန်းရှိခီကိုအဲ့တော့ ိုင်မျိုးရေးပစ္စည်းတွေရဲ့ဆင်းဆန်းဆောင်ကကျွန်တော်တို့ပါဘူးရဲ့အချိန်မှလည်းပါလဲဒီထုတ်လို့မှုပေါ့နော်အော်ထုတ်တယ်ဖန်အားကိုကောင်းထုတ်ဖန်အားကိုပြန်ချရှိတီကိုမြင့်တင်ပေးပြီးတော့နိုးတုံးယောက်ကနိုးတုံးယောက်ကကျွန်တော်ဒီအလုံးသမားအင်အားကိုပြောချင်တာပါအဲ့တော့အလုံးလုံးရတဲ့လူအင်အားကိုဂျောကမ်ခါကဲဟဲ့သူမျိုးဂျောကမ်ခါတာကရှော့ချပေးတာအဲ့တော့ရှော့ချပေးပြီးတော့တဲ့ချင်းဝမ်းကြောင်းတော့ချင်းဝမ်းကြောင်းဆိုတာကျွန်တော်ကတဘာဝတဝင်းချင်း အဲ့တော့တဘာဝပတ်ဝန်းကျင်ဒီ non op ဖိုက်ပြိုးရေးတွေကို ရှင်းလျောင်းဟန်တဲ့သူကပြောချင်တာတဘာဝအောင်လည်းမထိခိုက်ပဲနဲ့အဖိုက်ပြိုးတဲ့အရာတွေကို ရှင်းလျောင်းဟန်တဲ့တကယ်လက်တွေ့လုပ်ပေးတဲ့နေရာမှာတဲ့ tone tuner အထောက်အကူအများကြီးပြုပါတယ်ပေါ့ smart fan smart fan မှာဆိုရင် target strawberry tea တွေ super ဖယဲသည်ထင်းငယ်အစရှိသဖြင့်ခွာဤလီကိုခွာဤလူဆိုကြတော့ဒီသီးနံနေပေါ့နော်စားတဲ့အသီးနံနေကနေဖူထော်စပြီးရောတဲ့ဆန်းချူဆန်းချူဆိုတာကျတော့အဆက်လက်ရွက်ကိုပြောပါတယ်ချောင်းချောင်းချဲချောင်းချောင်းချဲဆိုတာကျတော့မုံညင်းစိမ့်ကိုပြောတာပါအခုနောက်ပိုင်းလေးငါတို့ဟိုတေးုံမုံညင်းလို့ခေါ်ရမြန်မာတွေကတော့ဟုတ်ပေါ်ရပါရဲ့မှာထည့်စားရလေอืมမုံညင်းစိမ့်အသေးလေးတေးုံမုံညင်းအစရှိသဖြင့်နဲ့ချဲဆိုးလီကိုဝါချဲဆိုးလီဆိုတော့ ဒီအသီးနှံနေအသီးရွက်နေပေါ့နော်အသီးရွက်နေတဲ့ဘာချင်းဘာချင်းဆိုတာကအဲပင်စိမ့်ပေါ့ပင်စိမ့်လို့ပြောလို့ရမယ်ဒါမို့ရင်ကျေတို့ပူစင်နံလို့လည်းပြောလို့ရမယ်ပင်စိမ့်ပေါ့နော်အဲ့လိုမျိုးအအမျိုးသားကိုဘာချင်းလို့ပြောတယ်ပြီးရင် ရိုဂျစ်မာလီရိုဂျစ်မာလီဆိုတာကလေသူကအဒီဟဲ့ပြပေးမယ်နော်ပုံလေးနဲ့အဲ့တော့ဒီဟာပေါ့နော် ဒီအမွှေးတွေလို့စီးသုံးတဲ့နေရာတွေအဲ့လိုစီးပတ်ဝင် အပင်မှာပဲเนาะအာမြန်မာလိုကောင်းကောင်းမခေါ်တတ်လို့မလို့ပုံလေးနဲ့ပြပြလိုက်တာပါအာဒီဟာဒါမျိုးကို roach မာလီလို့သူတို့ခေါ်ရပေါ့မြန်မာလိုတော့ဘာသာပြန်တာလဲမတွေ့ဘူးပေါ့เนาะ roach မာလီပေါ့ဒါပေမဲ့အပြင်မှာရှိပါတယ်မြင်မှုပါတယ်ဘယ်လိုခေါ်လဲမသိဘူးသိရဆိုရင်ချက်ဗီဒီယို comment လေးထဲမှာဝင်ရေးခဲ့ပါအောင်เนาะကဲအဲ့တော့စာလေးကိုပြန်သွားရအောင် ်ခုနပြောရင်ပင်စင်ရွက်တွေဒီ rose မာလီရွက်တွေအဆိုင်ရှိတဲ့ဖြင့် hopul new hopul new ဆိုတာကြတော့စိပတ်ဝင် အပင်လေးတွေစိပတ်ဝင် အပင်တွေအထီးတဲ့ irrigika ကြီးအဲ့ဒီအထီးကိုပဲဓာယံခန်းနှုံးချက်မှုတွေဓာယံခန်းအမျိုးမျိုးသောနှုံးချက်မှုနှုံးချက်မှုဆိုတော့အမျိုးမျိုးသော တီးနံတွေကိုစိုက်ပျိုးတီးနံတွေကိုခြေဘဲဟာနန်းတဲ့စိုက်ပျိုးတဲ့နေရာမှာပွားလျုံထွေကိုအစ်စမျောဆိုအသုံးပြုနေပါတယ်ပြောချင်တာဒီ smart fan ကိုအသုံးပြုပြီးတော့ဒီလိုဒီလိုအပင်တွေစိုက်နေပါတယ်ပေါ့နော်စိုက်ပြီးတော့တဲ့မီတဲ့နုံရောပဲမီနေဆိုတော့အနာခက်ရဲ့နုံရောပဲစိုက်ပျိုးရေးလုပ်ငန်းမှာချွန်ယိုဟန်ယိုဆိုလို့အရင်အရင်ကြီးတဲ့အချက်လက်တစ်ခုအနေနဲ့ကိုပဲ ဖို့ဂျူမိုဘကိုအစ်စမီတာအများကြီးပို့ပြီးတော့လူတွေရဲ့စိတ်ဝင်စားမှုကိုခံနေရပါတယ်တဲ့ကဲအဲ့တော့ဒီမှာလဲပြထားတယ်ပေါ့နော် သူတို့ကဒီမိုးလုံလေးလုံးဒီလိုမျိုးအဆောက်အဦထဲမှာစောက်တယ်ပြီးတော့ရင်အာဒါနီးပညာရင်းနဲ့ပေါ့နော်လူကသွားပြီးတော့မြေဩဇာတွေကျွေးတာတွေဘာတွေဆိုတာအထက်ကိုပဲဒီမှာစက်တင်နဲ့နီးပညာရင်းနဲ့သူတို့ပါသူတို့အလုပ်တဲ့ဟာပေါ့အဲ့ဒါကြောင့်မလို့လေဒီ လုံလုံအားပေါ့နော်လူရဲ့အလုံသမားအင်အားတွေပါလေ short ချပေးတယ်ပေါ့ဒါကိုပြောထားတာပါကဲဆက်ပြီးကြည့်အောင် smart to farmer smart farmer ဆိုရင်နှုံးချမှုရဲ့ဆောင်းချမ်းဟွမ်းကြောင်းအဲ့တော့ဒီစိုက်ပျိုးသီးနှံတွေရဲ့ဆောင်းချမ်းဟွမ်းကြောင်းဆောင်းချမ်းဆိုတာကျတော့ကြီးပြင်းလာအောင်ပြောတာပါအဲ့တော့အပင်ဆိုလဲတဖြည်းဖြည်းနဲ့ကြီးွားလာတဲ့ဒီပတ်ဝန်းကျင်အချက်အလက်တွေပေါ့နော်သူ့ရဲ့ကြီးွားလာတဲ့အဆင်အဆင်ပေါ့နော်အဲ့ဒါကိုပြောချင်တာပါနှုံးချမှုရဲ့ဆောင်းချမ်းဟွမ်းကြောင်း ဒီအပင်ရဲ့ကြီးပြင်းလာတဲ့အဆင့်တွေကိုကြီးပြင်းလာတဲ့အရာတွေကိုခွန်းလီဟာကီဝီဟာရောစီမံပေးဖို့အတွက်စန်းစောဝါနက်ခေါ်တဲ့အဲ့တော့စန်းစောဆိုတာစန်းစာကိုပြောတာပါ ဒီ set တွေမှာ sensor တွေပါမယ်ပေါ့ပြီးတော့ရင် knock quadrant ဆိုတော့ဒီအပင်လေးနဲ့တို့ချိတ်ဆက်ထားမယ်ပေါ့နော် knock quadrant လောက်ထားမယ်ချိတ်ဆက်ထားမှုတွေဒီစုနီးပညာတွေကိုပွားလုံးဟာကိုအသုံးပြုပြီးတော့တဲ့ဆောင်းချမ်းချူကွန်နဲ့အဲ့တော့ခုနပြောရဲ့ကြီးပြင်းလာတဲ့ချူကွန်သတ်မှတ်ချက်အချက်လက်တွေဘယ်အဆင့်လောက်ရောက်ရင်ဘာဖြစ်မလဲတို့ထားပါတော့ပိုးတက်ရင်ဒီအဆင့်ရောက်ပြီးမှအအပင်ပေါ်မှာပိုးတက်ရင်ဘာဖြစ်မလဲဘာဖြစ်မလဲပေါ့နော်ဒီလိုမျိုးဒီကြီးပြင်းလာတဲ့အချက်လက်တွေကို ခြေချောက်ခွာဟာကီဝီဟာရောခြေချောက်ခွာဟာတာဆိုတာကျဲတော့အကောင်းဆုံးဖြစ်စေတာကောင်းဆုံးဖြစ်အောင်လုပ်ပေးဖို့အတွက် big data ဟာ income chain big data ဆိုတာလေကျဲတို့ဒီ data AI နေနဲ့တောင်းတဲ့ဟာပေါ့နော် big data ရဲ့ income chain ဆိုတာလုံးဝ AI ကိုပြောတာပါ AI ကိစုလူနိပညာတွေကိုဖွားလွှမ်းဟာမိတာအသုံးပြုပါတယ်အဲ့တော့ဒီအပင်ဆိုင်တဲ့နေရာမှာကိုပဲသူကဘာလုပ်လဲ AI နိပညာတွေဘာတွေကိုအသုံးပြုပါတယ်လို့ပြောတာတာပါပြီးရင် Ewa Carton ဒီလိုမျိုးတဲ့ Smart Fan ကိစုလူ Smart Fan ရဲ့နိပညာတွေကနှုံးချက်မှုရဲ့သူ့ဝလျံဒိတ်တိုင်းမှုပမာဏနဲ့ဖုန်ချေဖုန်ချေဆိုတော့အရေးအသွေးတွေကိုရှမ်းဆိုင်ရှိခေကိုမြင့်တင်ပေးပြီးတော့တဲ့ခြာဝန်ရိုးရိုးချော်ကလို့ အရင်မြစ်တွေဒီတဘာဝအရင်မြစ်တွေကိုရိုးရိုးကြော်ကြော်ထိထိရောင်ရောင်နဲ့ခွန်လီဟာစုအီတိုရိုဟက်ဂျူမီတာတတိယခါစီမံလိုက်အောင်လို့သူတို့ကပြုလုပ်ပေးပါတယ်တဲ့ဟန်ကူကွန်ကိုရီးယားနိုင်ငံကစမတ်ထဖန်ဖွင့်ရဲဆိုဒီစမတ်ဖန်အော်နိပညာနဲ့ဆိုင်တဲ့ဆိုင်ပြိုးရင် 네배 마소인 분야 아서 네배 오벼라와 네배 마소인 빠르게 성장하고 있는 미 민면 선상구 외에 또 다른 미래 국가 중 하나입니다. 나이간 일에 한나인간 피바래 한국 정부는 코리아의 정부 소야 아, 하나리가 스마트팜을 미래 농업의 핵심 분야로 인식하고 에러 스마트팜 소래디 아이아 번호 미래 농업이 바로 안나가 ထိုက်ပြိုးရေးတွေရဲ့ hacking ပုံညာအဓိကကြတဲ့ level တစ်ခုအနေနဲ့ inshika ကိုတတ်မှတ်ထားပြီးတော့တဲ့ dayan han chong che group အဲ့တော့အမျိုးမျိုးသောမူဝါဒတွေနဲ့ smart fan ရဲ့ဘိုးကွက်ကွာဖာကြောင့် smart fan ရဲ့ဘိုးကွက်ကွာကျတော့ဖြန့်ကျက်ရေးလို့ပြောလို့ရမယ်ထိုးပေါက်တာပေါ့ဒီ smart fan တွေကိုပို့ပြီးတော့ကျယ်ပြန့်အောင် ဖူးဖောက်မှုအတွက်ပြင်ဖားကြောင့်တိုးတက်လာဖို့အတွက်ခြိဝန်းဟဖို့ဤဆိုမိတာနိုင်ငံတော်ကနေဘာလို့နေလဲထောက်ပံ့ပေးနေပါတယ်။ဒါ၄အတွက်ဒီနည်းပညာတွေအတွက်နိုင်ငံတော်ကအများကြီးထောက်ပံ့မှုတွေလုပ်ပေးနေတယ်လို့ပြောတာပါ။ခုခေါ်ခွာပြောချင်တာဒီလိုမျိုးထောက်ပံ့မှုတွေကြောင့်မို့အဲ့ဒီရရလက်ကတဲ့ smart funky ဆိုပြီး smart fan ရဲ့နည်းပညာတွေကပါရုကေဖို group ထွဲဖို့ဤဆိုမျိုးမြ мян ဆန်းဆန်းကိုပဲဖို group ထွဲဖို့ဆိုမျိုးပြန်ကြက်လာပြီးတော့ဖြန့်ကြက်လာပြီးတော့တဲ့ smart fan တော့ပဲ မတ်ဖန်လေယာရီရဲ့ရှီချန်ခူမူအများအားပြောတယ်ဈေးမဟုတ်ပါလဲဈေးကွက်ပေါ့နော်ဈေးကွက်ရဲ့ခူမူအာခူမူခူမူဆိုတာအရွယ်စားပေါ့နော်ဈေးကွက်အရွယ်စားကလည်းတဲ့ Echon Eship in your ihu 2021နောက်ပိုင်းမှာ Yon Pyongju Yon Pyongju ကနှစ်စဉ်ပမာဏပြန်မြအောင်ပြောပါနှစ်စဉ်ပြန်မြပမာဏကရ Ship O Pro 35ရာဂိုင်းနှုန်းခန့်ထောင်းတို့ရဲ့ အာ3500ခန်းလုံးခန်းကိုပဲအဲ့တော့နှစ်ဆင်နှစ်ဆင်3500ခန်းလုံးလို့ပြောချင်တာပေါ့နော်။ဆောင်းကျန်းညူလို့ဆောင်းကျန်းညူတိုးတက်နှုံးတိုးတက်နှုံးကိုဘူကြီးထုံတို့အဲ့တော့တွေ့ရလောက်အောင်ကိုပဲပြောချင်တာနှစ်ဆင်ဒီ2021ရဲ့နောက်ပိုင်းမှာနှစ်တိုင်း3500ခန်းလုံး3500ခန်းလုံးလောက်တူတက်လာတယ်ဆိုတာကိုမြင်ရတော့အောင်ကိုပဲခခဲဟွက်တဲ့ထွယ်ကိုစမိတာတကယ်ကြီးကြီးမားမားကိုပဲကျေပြတ်လာပါတယ်တဲ့ ကဲအဲ့တော့ဒီအားလေးကစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ဟာပြီးတော့ရင်ခုနပြောလို့ဒီမှာပုံထဲမှာမြင်ရတယ်လို့ပေါ့နော်ဟောမိုးလုံလေလုံစိုက်ခင်းနေတဲ့မှာသူတို့နည်းပညာတွေနဲ့ဒီအသီးရွက်တွေအသီးနှံတွေဓာတ်တွေကိုစိုက်ပျိုးတယ်ပေါ့အဲ့တော့ဓာတ်တွေကလေအဲသေးတော့နည်းနည်းလေးပြောလို့ပြောရမလဲရှင်းရှင်းပြီးရလို့ပဲပြောရမလားမသိဘူးပေါ့နော် ဇလန်နေထဲမှာပဲအရင်တော့မြင်ရတယ်ငါတို့ကလည်းအရင်တော့ဒီကဘာမြေကြီးပျက်စီးသွားရင်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ဇလန်နေတိတ်ပံကားတွေပါအဲဒီမှာမြင်ရတဲ့အရာမျိုးတွေကအမ်သူတို့နိုင်ငံမှာတော့အခုတကယ်ကိုပဲအသုံးချပြီးတော့ပိုက်ပြိုးနေတယ်ဆိုတော့အရာပေါ့နော်အခုချိန်ဒီလူလူနဲ့ပဲအလုံသမားပေါ့နော်လူအင်အားနဲ့ပဲဖိုက်ပြိုးတဲ့အရာကြီးလည်းအများကြီးရှိပါသေးတယ်။ဒါပါပဲဖြစ်ဖြစ်ဘူးတုဒ္ဒပါအာအရင်အကြောင်းအရာမခက်ပါဘူးနော် တော့ highlight ပေးထားတဲ့ meaning လေးတွေကိုတခြားလိုက်ပြီးတော့ပြန်ပြီးတော့ကြည့်ပါသင်ခန်းစာလေးရလည်းရတော့ဘုန်းတို့အတွက်အများကြီးထောက်ဖို့ဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်เนาะဆက်နေတူတူနောက်ထပ် video တွေမှာပြန်တွေ့ကြပါမယ်